တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံနယ်စပ်မှာလောင်ကျွမ်းနေတဲ့တောင်မီကိုညှိတက်ဖို့တောင်ကိုရီးယားကရဟတ်ရင်နှစ်စီးဆေးလွတ်ထားကြောင်း သိရပါဗျ။စစ်မဲ့ဆုံး DMZ လို့သတ်မှတ်ထားတဲ့ဒေါ်ထူထပ်လာတဲ့ဒေတာဟာကမ္ဘာပေါ်မှာအဆောင်အချက်အထူးထပ်ဆုံးနေကြာဧရိယာတစ်ခုလည်းဖြစ်ပါတယ်။ပြီးတော့ DMZ တဝိုက်မှာလေရင်ပြန်တမ်းမှုတွေကလုံခြုံရေးရှုထောင့်အရစိုးရိမ်စရာတွေဖြစ်နိုင်လို့ရဟတ်ရင်တွေဆေးလွတ်ပြီးမီးငြိမ်သတ်မဲ့ကိစ္စကိုမြောက်ကိုရီးယားအစိုးရစီကြိုအကြောင်းကြားခဲ့တယ်လို့တောင်ကိုရီးယားကပြောပါတယ်။ ပြီးတော့ DMZ တဝိုက်မှာနေထိုင်တဲ့မြောက်ကိုရီးယားဒေသခံတွေကိုလည်းရဟတ်ရင်တွေကိုမြင်ရင်အထိတ်တလန့်မဖြစ်ဖို့အတန်ချဲ့ဆက်တွေနဲ့လှမ်းပြီးအသိပေးထားတယ်လို့တောင်ကိုရီးယားနေကြားဆောင်အရာရှိတွေကပြောပါတယ် DMZ ရဲ့အရှိပိုင်းမှာလောင်နေတဲ့တော်မီတွေကဘယ်လိုပဲပုံအစပြုခဲ့သလဲဆိုတာကိုမသိရသေးပါဘူး DMZ မှာရဟတ်ရင်တွေနဲ့မင်းနှိမ့်သက်မဲ့အကြောင်းမြောက်ကိုရီးယားကိုကြို အသိပေးထားပေမဲ့တစ်ဖက်ကသဘောထားကိုတိတိကျကျမသိရသေးတာကြောင့် တောင်ကိုရီးယားစစ်တပ်ကလည်းလိုအပ်တဲ့အသင့်အနေအထားပြင်ဆင်မှုတွေလုပ်ထားတယ်လို့ဆိုပါတယ်1950ကနေ1953ခုနှစ်ထိဖြစ်ပွားခဲ့တဲ့ကျွန်းဆွယ်စစ်ပွဲအပြီးတောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံဟာ250ကီလိုမီတာရှည်ပြီး6ကီလိုမီတာကျယ်တဲ့ DMZ ကိုနှစ်ဖက်ကြားဖြတ်တန်းသွားလာတာမျိုးမလုပ်တဲ့နေကြားဖြစ်သတ်မှတ်ခဲ့ပါတယ်လူသူအယောက်ပေါက်ရမ်းနေတဲ့အတွက်လည်း DMZ ဟာအာရှတိုက်တစ်ခုလုံးမှာတဘာဝတက်တော်ဧရိယာအထူးထက်ဆုံးတဲ့ တာရင်တရိတ်ဆန်မျိုးစိတ်တွေအကျွဲဝဆုံးနေရာတစ်ခုဖြစ်ရှိနေပါရဲ့ရှင်